ချိုဘဲကိုတွေ့လိုက်ရတဲ့ဆော်လေးနှစ်ယောက်ကသူတို့ကိုသူတို့လူမဟုတ်ဘူးလို့ပြောလာပါတယ်။ဒါဆိုရင်မကောင်းဆိုးဝါးတွေများလား။အဲဒီကတယောက်ကယောက်ျားလေးဖြစ်ပုံပြောင်းသွားပြီးဂါဘီမာရူတို့ကလည်းပုံဆိုင်လူသားရဲ့တက်ခိုက်တာခံနေရပါတယ်။ပုံဆိုင်ကောင်ကပန်းရောင်စမင်းနဲ့ကလေးကိုကြာဘာမှမလုပ်ဘဲလှုပ်ပေးလိုက်ပြီးဂါဘီမာရူကတော့အဲ့ဒီကလေးကကြိုးအကြောင်းငါတို့တပ်ပို့သိနေတယ်။တကူတည်းသောတဲလွန်စာဖြစ်မလားမသိဘူးဆိုပြီးပုံဆိုင်ကိုတစ်ချက်ဆောက်ကန်ကကလေးနောက်ပြေးလိုက်သွားပါတယ်။ ။စာအုပ်ကြီးတိုင်းလှုပ်တတ်တဲ့စာဂရီကလည်းကာရီမာရူကိုအပြောက်ခံလုံးဖြစ်ဖို့ဆိုပြီးနောက်ကနေလိုက်သွားတာပါ။စန်တာယူဇာရီဟာတို့ကပေါ်ဆိုင်တော့ကိုတိုက်ခိုက်ဖို့ကြံခဲ့ချာတယ်။မိုင်ကကလေးဖြစ်ပေမဲ့ကာဝီမာရူကိုတော့ကန်ပောင်းနိုင်တယ်လို့စာဂွေကိုတော့ရပ်ပြင်းနဲ့ဆွမ်းနဲ့ကိစ္စတုံးဖို့လုပ်ခဲ့တာ။ဒါနဲ့မဖြစ်ဘူးဆိုပြီးကာဝီမာရူကနယ်ကျိုးရုံနဲ့မိုင်ကိုတိုးလိုက်ပြီးငူတော့ပြန်ချပေးလိုက်ရပါတယ်။ user ရီဟာလက်ချက်နဲ့ပေါင်းနေတဲ့ပေါ်ဆိုင်ကောင်ကကလေးကိုပြန်ပေးရင်ကျွာကိုလမ်းပြပေးမယ်။စားစရာရေခံလေးရှိတယ်။မသေးသေးကြောင်းလေးပြပြမယ်ဆိုတော့ကြောက်လက်ခံလိုက်ကြပါတယ်။ ရွာကမြွေဆိုင်နေပြီလုံခဲ့တဲ့နှစ်တစ်ဆောင်လောက်ကတော့ဒီလိုမျိုးမဟုတ်ဘူးတဲ့ဘောဆိုင်ရဲ့အိမ်မှာအလှထားတဲ့ပစ္စည်းတွေလည်းရှိနေပြီးခြေကမ်းမှာမင်းကလေးတွေကရေချိုးလိုက်ကြပါတယ်ရေနဲ့စားတောက်တွေကိုစန်တာကအရင်တီးထက်လိုက်ပြီးဂါဘီမာရူကတော့ကျုံးနဲ့မသေးသေးချောင်းကိုအရင်မေးလိုက်ပါတယ်မသေးသေးကကျုံးရဲ့အလဲပဲပုံမှာတည်ရှိပြီးချိုဘဲတို့တိုက်ခိုက်လိုက်တဲ့ဂျူဖာကတော့ကိုယ်တိုင်ပြတ်သွားပေမဲ့ချောမိုးရဲ့ပုံစံနဲ့ပဲဦးခေါင်းအဆပြန်လည်ပေါက်ရောက်လာပါတယ်ဒါကတော့မသေးသေးတောက်ထားလို့လည်းဖြစ်နိုင်ပါရဲ့။တန်ဆန်လို့လည်းခေါ်ကြပြီ။တိုမာကတော့ပန်းနေရှိရဲ့ကျဲလေးပြချခံရရပါရဲ့ တည်ဆုံးသွားတဲ့သူတွေကပန်းနေဖြစ်သွားကြပြီးခါရာပျော်ရွှင်ခြင်းကိုရမယ်လို့လဲဆိုပါတယ်။ပန်းဖြစ်သွားတဲ့အသက်တွေကတန်ရဲ့အရေးမြင့်ဖြစ်လာကြတာ။ဘုံဆိုင်ကောင်ကသူ့လဲမတည်သေးကိုတစ်စိတ်တစ်ပိုင်းရှိထားပြီးသားဖြစ်တယ်လို့လက်ကိုချိုးပြလိုက်တယ်။တချို့မဲ့လက်ကအကောင်းတိုင်းပြန်ပေါက်လာပါတယ်။အဲ့နောက်ရေချိုးကြတော့မိုင်းကလည်းစပင်းနေပွားပြီးရေချိုးကမှပစ္စည်းဆောင်နဲ့ရှိရဖို့မိဘမရှိတော့မတင်ပေးထားတဲ့ပုံစံမျိုးပဲ။ဒါကြောင့်စာဂရီကရေချိုးနည်းနဲ့ခေါင်းလေးပါလျှော်ပေးလိုက်တော့မိုင်းရဲ့စပင်းကတော်တော်လေးတောက်ပြန်သွားပါတယ်။ ကာဝီမာရူကတော့ပိန်လုံးပြီဒီစကားကိုသူစနီးယူရီကလည်းပြောခဲ့ဘူးတဲ့ယူရီချိုးပေးတဲ့ကာဝီမာရူကရေမချိုးချင်တဲ့တဲ့ပါတယ်တိုက်ပွဲဆောက်လာမှုတွေကိုဆောက်ယူတယ်လို့မျိုးခံစားရလို့ဖြစ်ပါတယ်ဒီမာရီဘိုက်ခွနစ်ကပြီးဆုံးတော့ပါရဲ့တန်ဇာကအရွယ်ရောက်တိတဆအရွယ်ကလေးကပဝင်းချင်းကတန်ဇာကိုနှိမ်တဲ့စကားတွေပြောလို့ရှိပြီးမိဘတွေကိုယ်တိုင်ကသူ့ကိုအစာကျွေးဖို့ဆန်နာရောပတ်ဆန်ရောမရှိခဲ့ဘူးဘိုက်ဆာလာရင်လူရက်ပြီးစားခဲ့ရတယ်နာဂူရိုင်းကမင်းကလေးဆိုတာသိခဲ့ရပြီးတဲ့နောက်တန်ဇာကတော့အနေထိုင်စင်ကြီးဖို့ပြောလာပါတယ် နာဂူရိုင်းကတော့တန်ဆောက်ကိုလက်ထက်ချင်တဲ့တောက်လျှောက်ပြောနေပေမဲ့နာဂူရိုင်းကအသက်မပြည့်သေးပဲငယ်ပါသေးရဲ့အဲ့ဒီချိန်မကောင်းဆိုးဝါးတက်ခိုက်လို့မနိုင်မနှင်းဖြစ်နေတော့ဆရာဖြစ်သူရှီအိုကရောက်လာပြီးဝန်တိုက်ပေးလို့တော်ပါသေးတယ်ရှီအိုကသူ့အပြစ်သားတည်သွားလို့ပြန်မယ်အလို့ကန်းစားမှမမြင်ရတဲ့ဆွာတွေကဲယောင်းနေတာခံစားမိသွားတယ်အဲ့ဒီချိန်မှာသူ့ကိုမြူဆယ်ဝတ်လာတဲ့သူကိုအသက်သာဆုံးနာကျင်တဲ့တက်ပြစ်နိုင်ခဲ့တယ်ဒါပေမဲ့သူတက်ပြစ်ခဲ့တဲ့ယူချင်းကမသေးပဲပြန်အောင်လာခဲ့ပြီးလက်နဲ့ရိုက်တာရှီအိုလည်းပင်ပောက်ပြီးသွေးအများကြီးထွက်လာပါတယ် နင်ဂျီဆုနဲ့လောလိုက်တာကြောင့်တန်ဆာရဲ့ကိုယ်မှာအပေါက်တွေဖြစ်ပြီးသွေးတွေထွက်လာပါပြီ။အတိတ်ကိုပြန်တော့ကြည့်မယ်ဆိုရင်လမ်းမေးမှာအစာအတွက်လူရဲ့ရိုင်းနှက်ပြီးမိုင်မဲနေတဲ့တန်ဆာကိုရှီအိုကခေါ်လာပြီးဆာမူရိုင်းနေလို့တင် जा ပေးခဲ့တဲ့။အစာကတော့တန်ဆာကဆာမူရိုင်းမဖြစ်ချင်ခဲ့ဘူး။ရှီအိုမှာအရင်ကညီတပည့်လိုချစ်ရသူတန်ရှင်ဆိုတာရှိခဲ့ပြီးတန်ရှင်ရဲ့အုပ်ကိုလိုက်ပြပါတယ်။တန်ရှင်ကိုခေါ်ပြီးရှီအိုကပဲပညာတင် जा ပေးခဲ့တယ်။ဒီနေ့မှာတော့ဒိုဂျိုဖြစ်ကနေနှုတ်ထွက်သွားပြီးစားတော့ဖို့အတွက်အပြစ်မှာအပြစ်ကျလို့မိခဲ့တယ်။ ဒါကြောင့်ခေါင်းပြတ်တရမယ့်ပြစ်ဒဏ်ကြားခံခဲ့ရပြီးခေါင်းပြတ်ပေးမဲ့သူကသူ့ဆရာအရင်ရှီကိုဖြစ်လို့နေပါရဲ့တန်ရှင်းကမတည်ခင်မှာတောင်းဝဲမာရဲ့ဆရာလို့ပြောသွားခဲ့ပြီးရှီကိုလည်းကွဲမြတ်လိုက်ရတယ်လမ်းမေးမှာလူမိုက်လုံးနေရင်တန်ရှင်းလို့ဖြစ်မှာစိုးရတယ်တန်စာကိုရှီကိုကခေါ်လာခဲ့ရတာပဲလို့ရှင်းပြတယ်ခုချိန်မှာတော့တန်စာကအသေးကတိုက်ခိုက်နေပြီးရှီကိုကတပည့်ရဲ့ဆန္ဒကိုသိနေသေးတယ်အောင်နာဂူရိုင်းကိုခေါ်ကတေးထွက်သွားခဲ့ပါပြီသိမကြခင်မှာပဲတန်စာကယူချင်းလက်ချက်နဲ့တေးသွားပါတယ်ဆရာတပည့်နဲ့အရင်ချိန်တွေကလို့အတူမရှိနိုင်ကြတော့ပါဘူး ပြန်သားကြည့်တော့သွေးဟိုင်ထဲမှာတန်စာရဲ့နင်ဂျာကောင်းစည်းလေးပဲရှိပါရယ်ဒီမှာရဲ့ပိုင်းရှိကပြေဆုံးသွားပါရဲ့ရွာချောင်းကိုစာအုပ်တွေမှာလေးလာရင်လည်းစန်တာကတော့ခေါင်းကနေအမွေရောင်ထွက်နေပါပြီစန်တာစီကနေတင်းစကားတစ်ခုကိုဂါရီမာရူကနှစ်ကိုကြားကြားလိုက်ရပြီးနေရာတစ်ခုကိုထွက်လာခဲ့ပါရယ်ကျိုးရဲ့ဗဟိုချမ်းနေရာကိုဂါရီမာရူကသွားရဖြစ်ပြီးတန်စာကိုတက်လိုက်တဲ့ယူချင်းနဲ့တွေ့လို့တီးကြပါသေးတယ်ဒါပေမဲ့ယူချင်းကလက်ကြိုးကြိုးကန်လိုက်လို့လဲလဲလေးအကောင်းတိုင်းပြဖြစ်နေပါရယ် အသေးချေထုံးနဲ့လိုက်ပြီးစုပ်ပြတ်တက်ကတန်ဆန်ကလဲကြသွားတာပါပြီးတော့ခန္ဓာကိုယ်နှံ့မှာပန်းတွေပေါက်လာခဲ့တယ်။ပန်းတွေများကြီးနဲ့မကောင်းဆိုးဝါးတကောင်ဖြစ်သွားခဲ့ပြီးတိုက်ခတ်မှုတွေဖြစ်ကြပြန်တယ်။ပြီးတော့ဂါရီမာရူကမေးလဲပြီးတော့ယူရီအိမ်ကိုပြန်သွားတယ်လို့အိမ်မက်တွေမြင်အောင်လာပါတယ်။အပြင်မှာတော့ဆန္ဒရူကဂါရီမာရူကိုလိုက်ချရတယ်မဲ့မြူရီထူထက်တာကြောင့်စမလိုက်နိုင်တော့ဘူး။ဒူဇရီဟာကဂါရီမာရူကိုလိုက်မချခြင်းမဲ့ဘွန်ဆိုင်ကောင်ကတော့ဗဟိုချက်တော့ရဲဆိုရင်လိုက်ချဖို့ကူညီမယ်လို့ပြောလာပါတယ်။ မတည်သေးတောက်ထားကြပုံရတယ်တန်ဆာမှာတစုကတော့ယောက်ျားကိုပဲစိတ်ဝင်စားတာမိန်းကလေးချင်းချင်းတော့လှုပ်ခဲ့ကြသေးရဲ့ဆိုတဲ့အကြောင်းနဲ့စားတော့ရင်စကားဆက်မိပြောနေကြတာပါအဲ့မှာယူချင်းနဲ့ပြန်လဲတိဆောင်းနေတဲ့ပုံစံမျိုးရှိနေပြီဂါရီမာရူကိုတေချာတက်ခဲ့တယ်မလားလို့တယောက်ကမေးလာပါတယ်တက်ခဲ့ရလို့ယူချင်းကပြန်ပြလိုက်တာပါယူချင်းကအရေးတမျိုးတောက်လိုက်တော့မူလတိုင်းပြန်ဖြစ်သွားပြီစာခွေရီတို့ကလည်းမတည်မျိုးက9ယောက်ရှိတဲ့အကြောင်းဘိုဂျက်စီတို့ရလမ်းမှာဆွေးနွေးနေကြတာဂါရီမာရူကိုတည်ပြီးထင်ခဲ့ကြရင်လည်းခလေးမလေးမိုင်းကဲခဲ့ရကြတော့မတည်သေးပါဘူးဒီမှာအပိုင်းကိုကဘေးစောနာပါတယ် တာမီယာနဲ့ဖူချီရိုနဲ့ခါရီမာရိုကတွေ့ခဲ့ပြီးတာမီယာကတိုက်ခိုက်ဖို့ရန်လိုနေပါတယ်။ဖူချီကဝင်တားလိုက်ပြီးဒီလိုအချိန်မှာတိုက်ခိုက်တာတဲ့တရင်အချက်လက်ဖလေကိုပြောလာတယ်။တာမီယာကလည်းတန်ဆန်ဆိုတဲ့မတိမျိုးကောင်တွေကိုတိုက်ခိုက်ခြင်းနဲ့ဒါကြောင့်၃ယောက်ပူပေါင်းမှုသဘောတူချိန်မှာလဲကြနေတဲ့ခလေးမလေးမိုင်းကပြန်နိုးလာပါတယ်။ထူးဆန်းတာကမိုင်းကအချိန်တို့တည်းမှာကြီးထွားလာတာဖြစ်ပြီးအရင်ကစကားမပြောရကနေအခုတော့ဂါဘီမာရုဆိုတဲ့နာမည်ကိုတလုံးချင်းခေါ်လာနိုင်ပါတယ်။ဂါဘီမာရုကသူ့ကိုကဲကဲလို့ကျေးဇူးတင်စကားပြောပြီးမတည်စင်းတဲ့ပတ်သက်လို့ထပ်ပြီးမိလိုက်တာပါ။ ဒီကျုံးမှာဖန်ဆင်းရင်ရှိလိမ့်မယ်လို့စန်တာကခံမှန်းထားပြီးစာကလေးကတော့သူ့ရဲ့ချက်လက်စားသောဇနီးအတွက်ခါဝီမာရိုးကတနေရာမှာနီလက်တစ်ခုခုနဲ့တေချာဖို့အသက်ရှင်နေနိုင်မယ်လို့ပြောပါရဲ့နာဂူတိုင်းကတော့တန်စာအတွက်လက်စားချေရင်တော့ရှီအိုစီမှာချက်ချင်းမဲ့ဓာရေးတင်ခိုင်းနေပါရဲ့ငရေသူတွေထပ်ပြီးတေဆုံးမှမလိုလားတာကြောင့်အစကမတင်ပေးချင်ပါဘူးနောက်တော့တင်ပေးမယ်အလို့အီယာမမကောင်းဆိုးဝါးရောက်လာပါတယ်ဒါပေမဲ့အတော်မြန်တဲ့အလင်နဲ့ရှီအိုကမကောင်းဆိုးဝါးကိုခုတ်ပိုင်းဖြတ်လိုက်တာပါချိုဘဲတော့ညီကိုကတော့ဒိုရှီတယောက်နဲ့တွေ့ခဲ့ပြီးချိုဘဲကတော့တော်တော်လေးတိုက်ခိုက်ခံရရပါတယ် ဒီမှာအပိုင်းဆက်အပြီးဆုံးတော့ပါရင်ချိုဘဲရဲ့မျက်လုံးတစ်ဖက်ကသူတို့ဖမ်းသွားတဲ့တော်ဘုံသမားရေစီမှာတက်တိရှိကြောင်းမိုက်ကြီးခွဲရဲ့အနေနဲ့ဒါနဲ့သူ့မျက်လုံးသူပြန်ပြီးချစ်ထုတ်လိုက်တာပါတာမီယာတို့ပါဒိုရှိုနဲ့ဝင်တိုက်ပေးခဲ့ပြီးကာဝင်ဝါတို့ကလည်းဒိုရှိုလိုရှိနေတဲ့မိုင်ကိုအကောက်ဝဲပြုတ်နေခဲ့ပါရဲ့လောကမှာလဲပတ်နေတဲ့ရှင်နဲ့ယန်ဆိုတာရှိတယ်နှစ်ယောက်လုံးလဲပတ်နေတဲ့တာအုပ်ကိုကြီးထွားအောင်လုပ်ရမယ်တာအုပ်ဆိုတာကအတွေ့အကြုံမျိုးစွမ်းအားတစ်ခုပြောတာပါ ရင်နဲ့ရံကိုနှစ်ခုလုံးချောချောမွေ့မွေ့ပြောင်းနိုင်တာတန်ဆာမှာပဲရှိပါတယ်။တာမီရာကလည်းဒိုရှိုးကိုတိုက်နေရင်ပိုးမားရဲ့အစိတ်ကိုရှူမိလို့လားမသိခေါင်းကမူးလာတယ်။တာဟိုကိုလေ့ကျင့်ရင်စိတ်ကိုလျှော့ပြီး striking မှုလိုအပ်တယ်။ဒါကြောင့်ဂါရီမာရူရဲ့စိတ်ကိုအရင်လျှော့ရမယ်လို့ဖူခီကပြောလာတာပါ။ဂါရီမာရူကတာဟိုကိုထုတ်ပြီးကေမီကောမိစ္ဆာကိုအတော်လေးထိနာအောင်လုပ်နိုင်ခဲ့ပါတယ်။ကေမီကောမိစ္ဆာကတော့လူသားတစ်ယောက်ကဒီလောက်ထိစွမ်းဆောင်နိုင်နေမယ်လို့မထင်သားပါဘူး။ကေမီကောမိစ္ဆာတော့ဒိုရှိုးနှစ်ယောက်လုံးကိုရောဂါရီမာရူကချိုးချက်မီလီယံနဲ့တက်ပစ်လိုက်တယ်။ ဂိတ်တကားတစ်ခုပွင့်သွားခဲ့ပြီတန်ဆာမာကဘွန်ဆိုင်ရဲ့ကောင်းကိုတစ်ချက်မှမထိပဲအဝေးကလှုပ်ရှားမှုလေးတစ်ခုရဲ့နဲ့ဖြတ်ပစ်လိုက်တာပါဒီမှာရင်အပိုင်း၁၁ကပြီးဆုံးလာပါရင်မူတန်ရောက်လာတော့ user ရကထွက်ပြေးမလို့လုပ်ပေမဲ့ဖန်ချုပ်ခံလိုက်ရပါတယ်မကောင်းဆိုးဝါးရင်လည်းမူတန်ကအကွာကြီးပဲပုံဆိုးတဲ့ကောင်များလားစကရီကတော့ဓာတ်ထုတ်ပြီး user ရကိုလှုပ်ဖို့ပြောပါတယ်ကတ်ထွက်သွားတဲ့ဘောဆိုင်ရဲ့ကောင်းကနေအဲ့ဒါဟာတန်ဆာမာဖြစ်ပြီးဘောဆိုင်ကတပိပိနဲ့တပင့်ပြောင်းပြီးတည်တော့မှာပါဘောဆိုင်အနေနဲ့အနည်းဆုံးတော့သူ့ရဲ့ဝင်းကြီးကိုဗဟုချက်ခူရီးတယ်ဝင်ခွေရပါစေလို့ဆုတောင်းနေပါတယ် တန်ဆန်ပြောတော့ကတော့ဒီကျုံးဟာတက်ရှိတွေကိုစားသက်ဖို့အတွက်ဖန်တီးထားတာဘွန်ဆိုင်ပါဝင်ဒီကျုံးကိုရောက်လာတဲ့မှာတက်ရှိတွေကအစမ်းတက်ခံတက်တက်ပဲတချို့တက်ရှိတွေကနေပြီးတော့မတည်သေးဘူးထုတ်လုပ်ကြတယ်ဆန်နာကတန်ဆန်မားရဲ့လက်နှစ်ဖက်ခြေနှစ်ဖက်ကိုခုတ်ဖြတ်ပစ်လိုက်ပြန်ပဲပန်းနေနှွယ်လေးလိုခန္ဓာကိုယ်အစိပ်ပိုင်းတွေကပြန်ပေါက်လာတာပါဒါအပြင်သူတို့ခုရောက်နေတာဟိုရီဆိုတဲ့ဘိုးချက်နေရလည်းဖြစ်ပါတယ်ဆာဂရီစန်တာယူဇရီယာ၃ယောက်ပေါင်းကတေချာလေးစဉ်းစားပြီးတော့တန်ဆန်မားကိုရေဆန်ကြတော့မှာပါ ။တဆာမကရေနေရန်အပြင်တာအိုဆိုတဲ့ကိုရဲဆွမ်းကိုလည်းထိချုံနိုင်လာကြအောင်ယောက်ျားနဲ့မိန်းမကိုကြိုက်တယ်လို့ပြောင်းလဲနိုင်စံရှိနေပါတယ်။ဒီချိန်မှာတော့တန်ဆာမကိုတတ်နိုင်ခဲ့ပြီးတစ်ဖက်ကကာရီမာရူအဖွဲ့မှလည်းသတိလစ်နေရမိုင်ကသတိပြန်ရလာပါတယ်။ကာရီမာရူကတော့ပင်မမှုတန်နေကြောင့်မခံနိုင်မဲနှာခေါင်းသွေးရေအများကြီးရှန်ထွက်ကသတိလစ်သွားပါတယ်။ပန်းမိတ်စာကြီးကစာဂရီယိုဘက်မှထလာခဲ့ပြီးဆန်တာကိုတိုက်ခိုက်လိုက်လို့ဆန်တာရဲ့ကိုပေါ်ပိုင်းကလည်းပန်းပုံစံပြောင်းသွားတာပါ။ယူဇာရီယာနဲ့စာဂရီယိုကပန်းဆုံတွေနဲ့တိုက်ခိုက်ချိန်ရှီယိုကဒါခိုးချက်တွေနဲ့လာပြီးကာဝယ်ပေးလိုက်ပါတယ်။ ဒီမှာရပိုင်းစနစ်ကပြီးဆုံးသွားပါတယ်။ပန်းမိတ်ဆောင်ကတော့ရှီအိုကိုချစ်ရတဲ့တလေးတစ်ခုဖြစ်အောင်ချစ်လိုက်ပြီးအဲ့ဒီချစ်ရလေးတစ်ခုတည်းကနေရှီအိုရဲ့ခန္ဓာကိုယ်ကပန်းနေထွက်လာပါတယ်။နာဂူရိုင်းကစာဂရီနဲ့ယူဇရီယာတို့ကိုဖက်လိုက်တာအားရင်နေပြန်လေပြေးဖြိုးလာတယ်လို့ခံစားလိုက်ရတယ်။ဒါကသူ့ဆရာရှီအိုကအမေပြောနေကြမို့နာဂူရိုင်းကအခုလိုလုပ်လိုက်ရခြင်းမာစာဂရီပြောတဲ့နေရာကမတိမ်မြူရဲ့တေးစီရဲ့အပိုင်းဆိုပြီးရှီအိုကဒါနဲ့ခုံးမဲ့အလုံးဆန်နာကသူ့ရဲ့မျိုးကမကောင်းဆိုးဝါးရဲ့တေးစီနိုင်တဲ့အပိုင်းပဲလို့ထောက်ရလာပါတယ် စနေပြောတဲ့အတိုင်းအဲ့ဒီနေရာကိုခုတ်လိုက်တာနှစ်တစ်သောင်းအတွင်းပထမဆုံးချိန်တန်ဆာမာကတည်သွားခဲ့ပြီသူကလည်းဒီလိုသေးဖို့စောင့်နေခဲ့ရတာလို့မသိခင်မှာပြောသွားခဲ့ပါတယ်တန်ဆာမာတည်သွားတော့တခြားသူတွေလိုပဲပန်းဖြစ်သွားတာပါဆန်ဝေကတော့ဒီကျုံးမောကနေအသက်ရှင်လဲအကုန်ထပ်သွားရမယ်လို့ကြုံးဝနေပြီခါဗီမာရူကတော့တစ်ဖက်မှာဂူတစ်ခုတည်းကနေသတိပြန်ရလာတယ်ဒါပေမဲ့ခါဗီမာရူကကျုံးမောကသူတွေရောသူဘာလို့ဒီမှာရှိနေလဲရောသတိမရပါဘူးသူ့ကိုသူခါဗီမာရူဆိုတာတော့သိနေသေးပြီမိုင်ကသူ့ကိုထူးဆန်းတဲ့ပုံစံနဲ့ဖြတ်ခနဲမြင်လိုက်ရတာကြောင့်လှမ်းသွားခဲ့ပါတယ် စာကြွေကတော့ဒီကိုအတူလိုက်လို့လည်းအများကြီးတည်သွားရပုံနေဂါရီမာရုရောအဆင်ပြေရဲ့လားဂါရီမာရုကိုတော့လူစိုးလို့မထင်ဘူးသူအသက်ရှင်နေသေးပြီပြန်ဆုံနိုင်မယ်လို့မျှော်လင့်နေရပါဒီမှာရပိုင်းဆက်တော်ကပြေဆုံးသွားပါရဲ့ဒါက Hair Paradise စီဇန်1ရဲ့အဆုံးသတ်လည်းဖြစ်ပါတယ်